ုံးကြီးအလုပ်မဟုတ်ပဲနဲ့ကိုကြီးနဲ့မအပ်တတ်တာတွေကိုတမနာတာရုပပြက်လောက်တဲ့အထိလိုက်လုံနေတာဟာအယူအလုပ်တွေပဲဖြစ်ပါတယ်နော်အဲ့ဒီလိုအယူအလုပ်တွေလုပ်တာဟာပညာရှိသူတော်ကောင်းတွေလည်းသိရတယ်လို့တယ်နော် TVO5 ထဲမှာကြည့်ကြည့်လိုက်နော်အဲ့တော့ကိုလည်းမပြောချင်တော့ဘာကြောင့်လဲဆိုတော့ တာမန်ပုတ္တဇဉ်လူသားလည်းမဟုတ်တဲ့အတွက်ကြောင့်เนาะတင်ငန်းရှုံနာတဲ့ပုံကိုဖြစ်တဲ့အတွက်ကြောင့်ကျတို့မပြောကျင်တော့ဘူးပဲเนาะဒါဖះချီတင်ပွဲပေါ့အဲ့တော့ဒီလိုမျိုးအာအခုဒီပြုတ်မှုတဲ့အပြုတ်မှုမျိုးပေါ့เนาะအဲ့ဒီအရာတစ်ခုဒီအဝင်းနီနဲ့ညီလာပေါ့เนาะဝင်းနီနဲ့ညီလာဘာကြောင့်ဒီလိုမျိုးပြုတ်လောက်တာလဲဒါဆွမ်းနာပြောလို့ပေါ့ဘလို့အချိုးချောင်းချောင်းနဲ့ဒီလိုမျိုးအာလောက်တာလဲဆိုတာကတော့ဒီ CI video file မြင်လို့ရှိရင်ဒါ သာသနာပိုင်ဆရာတော်ကြီးတွေကသာလင်ရှင်းပြပေးနိုင်ပါလိမ့်မယ်နော်ဘာလို့လဲဆိုဟိုတခါတုန်းကဖះပေါ်မှာဖနက်နေစီတဲ့ကိစ္စတုန်းကလည်းဖနက်စီပြီးတတ်တဲ့ကိစ္စတုန်းကလည်းဆရာတို့ပြောခဲ့တယ်လေနော်အခုခါကကြတော့ဒါကိုဗုဒ္ဓဘာသာသာသနာထဲမှာဟိုကပြန်ပြီးတော့ဖြစ်တဲ့ကိစ္စဆိုတော့နော်အဲ့တော့အာဆရာတော်တပည့်ဝင်းကြီးနဲ့ညီရမယ်လို့တော့သိထားတယ်အာဒါပေမဲ့ဒီလိုမျိုးပြုမှုချင်းအပြုမှုဒီအာဒါကကြတော့ဝင်းကြီးနဲ့ညီလားမညီလားပေါ့နော်ဒါကြတော့ဆရာတော်လည်းအတိအကျကြီးတော့ပြောလို့မရဘူးအဲ့တော့ တာမနာပိုင်ဆရာကြီးတို့ဆရာတော်ကြီးတရားသားလေးအရှင်းပြပေးနိုင်ပါလိမ့်မယ်။ကဲတော့ဒါအများမြင်အောင်လို့ဗျာတင်ပေးလိုက်ခြင်းဖြစ်ပါတယ်เนาะကဲဆက်မိစုနာအလုံးဝမင်္ဂလာရှိတဲ့နေ့ရက်ကလေး။ကြည့်နော် ဖုန်ကြီးတစ်ပါးကထီတော်ကြီးခေါင်းပေါ်တင်ပြီးကနေတာဦးစင်းတို့ဖုန်ကြီးတချို့လည်းလေလာဘတ်ကာယပေါ်ကျင်တာနဲ့ပဲအယူအလုပ်တွေလိုက်လုပ်နေကြတယ်နော်ဒါကြောင့်အဲ့ဒီလိုလောက်တာကိုအယူအလုပ်လို့ပြောရတာလဲဆိုရင်တိကနိပတ်အဗန္တရဝတ်လာဘဂရဟဇတ်မှာရဟန်းလေးတစ်ပါးဟာလက်လာဘပေါ်ကျင်တဲ့အတွက်ကြောင့်အရှင်သာရိပုတ္တရာမထေရမြတ်ကြီးထံကပ်ပြီးလက်လာဘပေါ်ကျောင်းတရားဟောကြားပါလို့လျှောက်ထားပါတယ် အဲ့ဒီအခါမှာအရှင်သာရိပုတ္တရာမထေရမြတ်ကြီးကငါအရှင်လက်လာဘပေါ်ကျင်တယ်ဆိုရင်တော့ခိရိအော်တာဘတ်တရားကိုစွန့်ပယ်ပြီးမယူတော်လဲယူတယ်လို့နေပါကုန်းတိုက်သောစကားကို ပြောပါကြားချေတယ်လို့နေပါဖယူဖယဲသောစကားကိုပြောပါအဲ့ဒါဆိုရင်လက်လာဘပေါ်လိုက်မယ်သို့တော့ငါအရှင်ကိုတော့ပညာရှိသူတော်ကောင်းတွေကဲ့ရဲ့ကြလိမ့်မယ်လို့ဟောကြားတော်မူပါတယ်အဲ့ဒီယဟန်လေးတန်ဝေကဖြစ်အောင်ဟောကြားလိုက်တာပါ ဒီအခါမှာယဟန်လေးကလက်လာဘမပေါ်ရင်နေပါသေးတော့ဖေယားပညာရှိသူတော်ကောင်းတွေကယက်မိအလုပ်ကိုတော့မလုပ်ပါရစေနဲ့ဆိုပြီးထပြန်သွားပါတယ်အဲ့ဒီအချက်ထဲမှာမယူတော်လဲယူသလိုနေဆိုတဲ့အချက်ပါပါတယ်ဖုန်ကြီးအလုပ်မဟုတ်ဘဲနဲ့ဖုန်ကြီးနဲ့မအပ်ဆက်တာတွေကိုတမနာတာရုပ်ပပြက်လောက်တဲ့အထိလိုက်လုံနေတာဟာအယူအလုပ်တွေပဲဖြစ်ပါတယ်နော်အဲ့ဒီလိုအယူအလုပ်တွေလုပ်တာဟာပညာရှိသူတော်ကောင်းတွေလဲကြက်ရက်တယ်လို့သာသနာလဲညှိုးနှံထိခိုက်စေပါတယ် ဒါကြောင့်ဒီလိုအလုပ်တွေကိုမလုပ်ပါနဲ့လို့ဖုန်ကြီးတချို့ကိုလည်းပြောပါရစေနော်အရှင်ဖယားတတိတော်မတိလို့မေးပါရစေဖယားသုံးကဝေတွေကဖုန်ကြီးတွေကိုပြူစားလို့ရပါသလားဖယားတဲ့ရတဲ့အခါတွေရှိတယ်နော်မဟာဝါပါဠိတော်မှာယဟန်တပါးဟာကရဒိဏကာဘာဒအမိရှိတဲ့သုံးပါးကချစ်လို့ပြီးတဲ့ဈေးကို စားမိတာကြောင့်ဆုံးပြူစားခြင်းခံရပါတယ် အဲ့ဒါကိုဖះရှင်သိတော်မူတဲ့အခါမှာတီတာလောလီလို့ခေါ်တဲ့ထဲသွားမှာကတ်နေတဲ့ရှင်ခဲကိုရေဖြော်တိုက်လိုက်တဲ့အတွက်ကြောင့်ဆုံးပြူစားခြင်းယောဂါမှလျှောက်ခဲ့ရပါတယ်။ဒါကြောင့်တခါတရံမှလည်းပဲယဟန်တွေဟာဆုံးပြူစားခြင်းခံရတတ်ပါတယ်နော်။အမေကျော်ကြားရဲ့ယဟန်သားတွေကတန်ဟူဟူကြရတော့ကြီးမိုးကုတ်စရာတော့ကြီးဂျိုးထွက်လာလား။ဂျိုးထွက်လာလား။ဒါဆိုရင်ပါလေမိုးပေါ်ပြတ်တက်သွားလား။ပါလေ။ လူပဲလေလူလူပဲနေမှာလူလူကမွေးလာလူစရိုက်တိုင်းသွားမှာဗောလူတဘာဝအတိုင်းဗီဇာနဲ့ဇေယိုက်တိုင်းသွားမှာဗောဗီဇာနဲ့ဇေယိုက်ကရဟန္တာကိုပြောင်းလာပယ်လို့လာဖရားပဲပြေတာအလုံးစုံပြေစုံတော်မူတော့မြတ်စွာဘုရားပဲဝါဒနာနဲ့ဇေယိုက်ကိုပယ်တာရဟန္တာကိုဝါဒနာဇေယိုက်ကိုမပယ်နိုင်ဘူးဟုတ်လားအဲ့ဂျိုးထွက်လာလို့လားမြင်မဲပြောင်းတာအတိမြင်မဲပြောင်းတာ အဲ့အဲ့ညံမဲနော်ကိုကူကိုညံလဲပဲစက်ကမှာကိုကူကိုတရားရလားမြန်လားဘာနဲ့တရားမှာလဲကိလေသာနဲ့ပဲစက်ကမှာဖះကဘာပြောလဲကိလေသာတုံရဆိုင်ရင်နိဗ္ဗာန်ဟုတ်လားအဲ့ယောဂီကိုကိုကူဘာနဲ့ကြည့်ရမှာလဲငါဟာကိလေသာဘလောက်ပါသွားပြီလဲဒါနဲ့ပဲတိုက်စက်ကမှာလဲပဲသောတာပန်တို့တက္ကထာကန်တို့အနာကန်တို့ယဟန်တာတို့အဲ့လိုမျိုးစက်ရမှာလားကိလေသာနဲ့ပဲတိုက်ရမှာလား ခင်တင်တာနဲ့ပဲတိုက်ရမှာအဲ့ဒါအောင်မှာငါသောတာပန်ဖြစ်သွားပြီငါတက္ကတာကံကြီးဖြစ်သွားပြီဒါမှပြောလို့တဲ့လူရင်းအသေးပဲကတော့ယဟန္တာကကိလေသာကိုပဲပယ်တယ်ဝါသနာနဲ့ဇိယိုက်ကိုမပယ်ဘူးဖះကတော့ကိလေသာနဲ့တကွဝါသနာဇိယိုက်ကိုပါပယ်တယ်ယဟန္တာဖြစ်တယ်ဆိုတာကိလေသာကုံတာကိုပြောတာအခြားထူးထူးဆန်းဆန်းကိုပြောတာမဟုတ်ဘူးလို့သူပြောကျင်တဲ့သဘောပါနော်ပြောလို့တဲ့စေတနာကတော့စေတနာကောင်းတဲ့သူပြောတာပါသို့တော့ပြီးတဲ့ဥပမာလေးကနည်းနည်းရိုင်းနေပါတယ် ဥပမာပေးပြီးပြောဆိုတဲ့နေရာမှာမိမိဥပမာပေးလိုက်တဲ့ပုံကဘယ်လိုပုံကမျိုးလဲဆိုတာကိုဦးစင်းတို့ကြည့်ဖို့လိုပါတယ်เนาะဥပမာပေးတဲ့နေရာမှာမိမိဥပမာပေးလိုက်တဲ့ပုံကနဲ့လိုက်ဖက်တဲ့ဥပမာကိုပေးရပါတယ်လူယုံမာကိုဥပမာပေးမယ်ဆိုရင်လူယုံမာနဲ့လိုက်ဖက်တဲ့ဥပမာကိုပေးရပါတယ်သူတော်ကောင်းကိုဥပမာပေးမယ်ဆိုရင်သူတော်ကောင်းနဲ့လိုက်ဖက်တဲ့ဥပမာကိုပေးရပါတယ်ဂျူပေါက်တယ်ဆိုတာကတရိတ်ဆန်ပါเนาะ ယဟန္တာဆိုတာကအရိယာသူတော်ကောင်းဖြစ်ပါတယ်အဲ့ဒီလိုအရိယာသူတော်ကောင်းတွေရဲ့အကြောင်းကိုပြောတဲ့နေရာမှာဂျိုပေါက်နေတဲ့တိရစ္ဆာန်နဲ့ခိုင်းနှိုင်းပြီးတော့ဥပမာပြီးပြောတာကမကောင်းပါဘူးเนาะအဲ့ဒါလေးကိုတော့ဦးဇင်းတို့တတိထားပြီးတော့ဟောပြောစီခြင်းပါတယ်အပြစ်ပြောလို့တဲ့သဘောနဲ့ပြောတာမဟုတ်ပါဘူးเนาะသူပြင်စေလို့တဲ့စိတ်နဲ့ပဲပြောတာပါအားလုံးကိုစိတ်နှပြကျမ်းမှာချမ်းသာကြပါစေ